ာကြီးမပြောဖြစ်တော့ဘူးပေါ့နော်မပြောဖြစ်တော့ဘူးဒါပေမဲ့သူတို့ပြောနေတာပဲမညီမညီဘူးအဲ့လိုစကားကြီးပြောနေတာပဲဒီခွေးပြားမှုဖြစ်စီတဲ့စကားမျိုးကြီးအဲ့လိုပြောနေပျက်စီးရအောင်လူလားတာဘူးအဲဟုတ်တယ်ဟုတ်တယ်ဒီအတွင်းအတွင်းအစ္စတကကိုကအဲ့လိုခွေးပြားမှုကိုသူလူလားနေတဲ့အခါကျတော့လေတင်မတွဲပြားအောင်ဆိုပြီးတော့ဒီလိုပြောတယ်အဲ့ဒီတော့ဒီဥစ္စာတွေဟာသူတော်ကောင်းတွေရဲ့အကျင့်မဟုတ်ဘူးတကယ်လူယုံမာတွေရဲ့အကျင့်ဖြစ်တယ် ဲ့လိုလူယုံမာတွေရဲ့အကျင့်ကိုငါတို့အခုထိအောင်ပြောနေသေးတယ်ဆိုရင်လည်းအခုအချိန်ကစပြီးတော့ဒါရှောင်ကျင်ဖို့လိုအပ်တာပေါ့နော်မှန်ပါရှောင်ကျင်ဖို့လိုအပ်ပြီးတော့ကိုယ့်ဘက်မှာစီလုံးညီညွတ်မှုဖြစ်စေတဲ့ဇာတ်မျိုးကိုပဲကိုကပြောမယ်စီလုံးညီညွတ်တာကိုပဲလိုလားမယ်စီလုံးညီညွတ်တာကိုပဲနှစ်သက်မယ်အဲဒီလိုလေးပြောင်းလဲကြဖို့ကျေပြောလို့ရပါတော့ဒီလိုလေးပြောင်းလဲมาဖြစ်မယ်အဲ့တော့ဒါလေကြွေးပြားဖို့ကြီးပဲဥတည်ပြီးတော့ ပြောဆိုနေတယ်ပြောတော့လေဒီတိုင်းအဲပြောတဲ့အခါလှုပ်တော့လေပဲအဲ့ဒီတိုင်းပဲလှုပ်နေတယ်ကွဲပြားဖို့ကြီးပဲဒီလိုလှုပ်နေတယ်စီလုံးညီညွတ်ဖို့ဆိုတာဟာမပါကြတော့ဖြစ်နေတယ်ဒီဥစ္စာဟာဘယ်လုံးမှမသိလျော်ဘူးဒါလူကောင်းတွေရဲ့အလုပ်မဟုတ်ဘူးဆိုတာဒါလေးကိုသတိပြုကြဖို့ပေါ့ဗျာအဲ့တော့ဟိုအဲ့ဒီလိုပြောရင်းဆိုရင်းပေါ့နော်ပြောရင်းဆိုရင်းနဲ့နောက်ဆုံးဘယ်ထိအောင်သွားပြီးတော့ကိုကဟိုပြမမိတယ်လေဆိုတော့ကိုယ့်ရဲ့ မိခင်ကိုယ့်ရဲ့ယေရှုရှင်လို့ဆိုရမယ်ဒီကိုယ်တိုင်းပြည်ပေါ့နော်အမှန်ပါဗျာအဲကိုယ်တိုင်းပြည်ကိုထီအောင်သွားပြီးတော့ဒုက္ခပေးမိတာမျိုးပေါ့တယ်ကွဲပြောင်းအောင်ဟိုလူနဲ့ဒီလူနဲ့ကွဲအောင်ကိုယ်အဖွဲနဲ့ဒီအဖွဲနဲ့ကွဲအောင်စသဖြင့်အမျိုးမျိုးဒီလိုပြောကြတာမှန်တာလေနည်းနည်းပါးပါးပါမယ်မမှန်တာကများမယ်ပေါ့ဗျာအဲအဲ့ဒီလိုဟာကြီးပြောလိုက်တဲ့အတွက်တစ်ဖက်ကကြားရတဲ့ပုံကများအနေနဲ့လည်းပဲအယူအဆတွေလွဲပြီးတော့ ခိုက်ရံနေဖြစ်တယ်၊ကွဲပြားတယ်၊မတင်မတင်နေဖြစ်တယ်ဆိုရင်ကိုယ်ကလည်းအင်မတန်မှအပြစ်ကြီးပါလေ။အပြစ်ကြီးတယ်။အဲ့တော့နောက်တစ်ချိန်မှကိုယ်အသက်အရွယ်ကြီးရင်သွားတဲ့အချိန်ကျတော့ဒီဥစ္စာဟာတကယ်ကိုဟိုနောင်တာတွေရပြီးတော့ဆိတ်ရှင်ရဲ့ကိုရှင်ရဲ့ဖြစ်ရမယ်ကိစ္စမျိုးပေါ့နော်။အဲ့ဒါမျိုးဒါမြတ်စွာဘုရားကလည်းပဲဒီနောင်တာ၁၀ပါးဆိုတဲ့အထက်မှာဟောကြားခဲ့တယ်။ကုတဝေဒီပုရိအာသိဆိုတာမမှန်မကန် ြောခဲ့ဆိုခဲ့တာတွေပေါ့နော်မမှန်မကန်ပြောခဲ့ဆိုခဲ့တာငငယ်တုန်းကအဲ့လိုမမှန်မကန်တွေလျှောက်ပြောသူများတွေစီလုံးညီညွတ်နေတာကိုမကွဲကွဲအောင်လိုက်ခွဲသူများတွေချမ်းသာနေတာကိုမဆင်းရဲဆင်းရဲအောင်လိုက်လုပ်နေအဲ့လိုမျိုးစုံလုပ်ခဲ့တဲ့ပုံကတော့အသက်ကြီးသွားတဲ့အခါကျတော့ तू ကနောင်သားတွေအကြီးကြီးရရတာဗျာတမန်ဒီတဝေဒီပုတွေအာသေးဆိုတာငါဟိုတုန်းကငငယ်တုန်းကနော်အဲ့တော့ကုတဝေဒီဆိုတာဒီကောင်းကျင့်စင်လဲစွာအပိပေးခဲ့မိတယ် ီလိုမျိုးကိုသူဖြစ်ရတာပေါ့နော်သူကမီဒီယာပဲထားပါတော့နော်သူများကိုအသိပေးတဲ့လူပေါ့သူများကိုအသိပေးတဲ့အခါမှာမမှန်မကန်မာမာယွင်ယွင်သူများကိုအသိပေးခဲ့မိတယ်ဆိုပြီးတော့ဒီလူကနောင်တတွေရတာအဲ့တော့နောင်တပူပန်မှုလို့ပြောရတဲ့အတိုင်းပဲနောင်တဆိုတာစိတ်နှလုံးကိုပူပန်စေတတ်တဲ့တရားအကုသိုလ်တရားနံပါတ်အဲ့တော့အာဒီအကုသိုလ်တရားဖြစ်ရပြီဆိုတော့ဒီကကိုယ်တန်တမ်းမှာဒီအကုသိုလ်တရားကြီးတိုးပါပြီလေတမပါဗျာတိုးပါပြီဆိုရင်မကောင်းကျိုးတွေပဲခံစားရမှာပေါ့နော်မှန်ပါအဲ့တော့နောက်တစ်ချိန်မှာ နောင်လာတွေရနေရမယ်ကိစ္စမျိုးအဲ့ဒီကုတဝေဒီပုတွေအာသိဆိုတဲ့ဟာမျိုးမလောက်ကြဘူးပေါ့ဒီလိုလေးပြောကြလို့လေအဲ့တော့အကြောင်းအရာဟာအ ਨੇ ဆုံးတော့အကြောင်းအရာဟာမှန်ကန်ရမယ်ပေါ့နော်အဲတရင်ဖြန့်ဝေတဲ့အခါမှာအကြောင်းအရာဟာမှန်ကန်ရမယ်အ ਨੇ ဆုံးအဲ့ဒီမှန်ကန်တဲ့အကြောင်းအရာမှာတော့မှခုနမြတ်စွာဘုရားကဝိသကာရပုံနာကြီးကိုမိန့်တော်မူတဲ့အတိုင်းဆိုရင်ဟာကို့မှာကုသိုလ်တရားတိုးပွားစရာရှိသလား အကုသိုလ်တရားဒူပါးတရားရှိသလားဒါလေးကိုကြည့်ရသေးတာပေါ့နော်မှန်ပါအဲ့လိုကြည့်ပြီးတော့ကုသိုလ်တရားဒူပါးတရားရှိတယ်ဆိုမှဒီဥစ္စာကိုဖြန့်ဝေအကုသိုလ်တရားဒူပါးတရားရှိတယ်ဆိုရင်မှန်မိမယ်လို့ဒီဥစ္စာကိုမဖြန့်ဝေနဲ့အပါလေးထားလာပြီဆိုတဲ့အဲဒီသဘောမျိုးပေါ့နော်အဲအဲ့ဒါလေးကြီးဒါပါလဲဆိုတော့ဒီလိုလိုအခုခေတ်ကဒီဉာဏ်ပညာတွေအလုံးအလုံးထွန်းကားလာတဲ့ခေတ်ပေါ့ဗျာနော်မှန်ပါအလုံးအလုံးထွန်းကားလာတဲ့ခေတ်ရေဆိုတော့အဲဟိုးတလုံးလေးရပဲဝရင်လေးယူကျူမှာ ပါတယ်ပေါ်လာတဲ့ဟာလေးကြီးလိုက်တာပေါ့ဗျာတမန်ဒီလိုကတော့ဒီလိုတကူတကလိုက်ကြည့်တယ်လို့မရှိဘူးဘသူ့လိုလိုပေါ်လာတဲ့ဟာလေးကိုကြီးလိုက်တာတမန်ကြီးလိုက်တော့ဘာသွားတွေ့လဲမိုက်ကယ်ဂျက်ဆင်အော်အချင်းဆိုနေတဲ့ပုံတမန်တမန်ညဆိုနေတဲ့ပုံမှာအဲအဘွားအစာဘယ်လိုရေးထားလဲဆိုတော့သူလေမြမသားကိုသဘောကျလားဆိုပြီးတော့ရေးထားတယ်နော်တမန်တွင်နေတဲ့အဲပြောနေတဲ့အချင်းကတွေ့လိမ့်မယ်နော်နော် ဒီမှာလျှော့နေလေတော့လေဒီမှာအဲ့တော့သူတော့ AI လေးပုံအဲ့ AI ဟဲ့ AI တက်တော့ဒီမှာဒီမှာအဲ့ဒီလိုဟာမျိုးတွေပေါ့နော်ဒီမှာဒီလိုဟာမျိုးတွေဆိုရင်အော်ဒါဆိုရင်ဒီလူတယောက်မပြောတဲ့စကားကိုပြောတယ်ဆိုတဲ့ပုံစံမျိုးလုပ်ဖို့ရဒီမှာသိမခက်ခဲဘူးဒီမှာ AI လားလွယ်သွားပြီခုနဖုန်းဆက်ဆံကြအဲ့အေးသိမခက်ခဲဘူးဗျဒီမှာဒီမှာခက်ခဲတော့ဒီဒီပညာတွေကိုတက်မြောက်ထားတဲ့ပုံကိုယ်တွေအနေနဲ့လည်းပဲစားနည်းနည်းလေးရှင်ရှင်စင်းစားဖို့ကောင်းတာပေါ့နော်အလုံးအပြည့်ကြီးတဲ့အလုံးမျိုးကို မလုံမိဘူးပေါ့တင်ပါတင်ပါအများကြီးသတိထားမယ်เนาะမိုက်ကဲဂျက်စင်ရဟောမှာဖြစ်သူရှိရာဒီဌာနရှိဖို့လို့သာလုံနေတယ်အခုတော့ရှိတော့ဘုံဝဲလူတွေကအကြိုက်မတူတဲ့အခါကြာရင်တော့အကုသူဖြစ်တယ်ယူပဲအကြိုက်မတူတော့လေမှန်အောင်ပြလဲသူကဟိုအကြိုက်မတူတဲ့အတွက်ဒါအကုသူဖြစ်တယ်လို့လည်းပြောကြပါတယ်ဗျာအလွန်လဲတန်မှုရှိပါတယ်ဗျာဒါနောက်ဆုံးအနေနဲ့တပြည့်တော့ဘုံဝါတကယ်ပြောရင်ပြောရင်လေးနိုင်ခွဲ၅နိုင်ဖြစ်တော့ တပိတော့ကြာဘူးတဲ့စကားလေးတခုရှိပါတယ်ဗျာဒါတိပိတကဓမ္မဘာနာခာယိကဘုံပြာကြီးဥဝိသိတတာရဘိဝန္တာကငါသိရင်ရုပ်စိုးဖြစ်ချင်နေရယ်ဆိုတာတိပိတကတွေတက်ပြီးတော့တန်မြာလွမြောက်ဖို့ဆိုတဲ့ကိစ္စမျိုးမပြောဖြစ်ပဲဒါမျိုးနောက်တဲ့ဒေါက်တာနန္ဒမာလာလာအဲ့လိုပြောတဲ့နေပြီးတော့စောက်ဒီမှာဖတ်ရတဲ့အခါမှာသူတို့နည်းနည်းလေးနားရှံနေပြောရမလားတို့စာပေနဲ့တို့ဖျားကြိုက်တာနဲ့ တို့တန်ခါရင်းเนี่ยထက်အပ်တက်အပ်မတူဘလူမူကြောင့်စာရီတက်သွားလို့ပဲဒီလူကြီးထွက်လာပေါ့တပည့်တော်ကတော်တဲ့စာလည်းမတက်တော့ဩတမာတိလေးနဲ့ကိုတီးရတာတမာဆွဲစိတ်မျိုးဖြစ်ပြီးတော့တမထဝိပဿနာဆက်ပြီးလဲရှားဖွေနေပါတယ်ဘုံမုံတငယ်ချင်းအဖုံမိတ်စီတွေပြောလို့အဲ့လိုလေလူဘွားကဖြစ်ခဲ့ရင်ဒီအချိန်မှာတော့အပြစ်လဲမကြီးချင်လို့ဘာမှမပြောလို့ပါဘူး အဲ့ဒီတော့ဒါဒါဟုတ်ဖုံဖုံနဲ့တပြည့်တော့နားလဲပြီးသားမှုတာဒီစကားပါတော့အဲ့တော့ဖုံဖုံကပြောတယ်ပေါ့အဲတပြည့်အဲ့လိုမျိုးကြားဦးတယ်ပေါ့ဘာချုပ်လဲပြောတာလားအဲ့လိုတပြည့်တကဆရာတော်ပြောတာတော့စာအုပ်ထဲမှာကိုဖတ်လိုက်ရလားအဲ့လိုမသိပါဘူးဗျာအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်လို့ဖုံဖုံအနေနဲ့ရောအဲအခုဘလူနောက်ဆုံးအန်တီမအဲ့အဲ့အဲ့ဟိုဘလူအထင်းများရည်ရွယ်ထားလဲခုနစကားတွေကမှန်သလားဘာကြောင့်လဲဒါလေးကိုနောက်ဆုံးအနေနဲ့ရှင်းလင်းပြသပြပါဗျာခုနစကားဆိုတာ မင်းကရာတော်ကြီးကတော့ရုပ်ကစိုးဆူတောင်းတာမဟုတ်ဘူးဗျာ။ဟုတ်ပါတော့။သူကတော့ဟွာနတ်သားပေါ့နော်။ဟုတ်တယ်မတ်တယ်မတ်တယ်မတ်တော့ဗျာ။ဒီမှာပြ။အဲ့တော့ဒုတိယအတ္တဘာဝမိလတ္တာတပိယနေတယံဒီမှာဓမ္မဒရောတိနာမေနလောတာပန်တော်မရူပဝေဆိုပြီးတော့ဆူတောင်းခဲ့တာ။ဒီမှာပြ။အဲ့တော့အဓိပ္ပာယ်ကတော့ဒီဘဝပြီးလို့နောက်ဘဝကြရင်တဲ့သူက။မှန်ပါ။အာပညာရှိသူတော်ကောင်းကို အမိပြုရပါရစေ။ဩော်ပညာရှိသူတော်ကောင်းကိုအမိပြုရတဲ့အတွက်နတ်ပြည်မှာ ဟိုဓမ္မဒရာဆိုတဲ့နတ်သားသောတာပန်နတ်သားပေါ့နော်သောတာပန်နတ်သားဘာပြီးတော့ဖြစ်ပြရစီဒီလိုလေးဆူတောင်းပါတယ်ဓမ္မအဲ့တော့သောတာပန်နတ်သားပေါ့နော်ဓမ္မအဲ့တော့သောတာပန်နတ်သားရေလို့ဖြစ်သွားပြီဆိုရင်ခုနနတ်ပြည်မှာလည်းပဲနတ်စည်းစိမ်ချမ်းသာတွေအာယုံကာမဂုဏ်တွေသိပ်ပြီးတော့မခံစားတော့ဘူးပေါ့ဗျာဩဓမ္မအဲတရားလေးနဲ့ပဲသူပြောမွေးတရားကိုဆက်အားထုတ်လိုက်လို့ရှိရင်သာသူတန်ត្រာလန်အဆုံးကိုရောက်တော့မှာပေါ့နော်တင်ပါဆိုတော့သောတာပန်ဖြစ်ပြီဆိုတာလည်းဒါတန်ត្រာလန်အဆုံးကရောက်တော့မှာပေါ့တင်ပါဗျာနော်သူလမ်းစာမြင်သွားပြီဆိုတဲ့သဘောပေါ့နော်တင်ပါ ရှေးရဆရာတော်ကြီးတွေကတော့ခုနရုပ်ကစိုးဆူတောင်းနေဆိုတာမျိုးဒီလိုကြားဘူးခဲ့တယ်မှန်ပါဗျာအဲကြားဘူးခဲ့တယ်ကြားဘူးခဲ့တော့ရုပ်ကစိုးဆူတောင်းနေဆိုတဲ့အတိတ်ပဲကတော့ဒီလိုတရားနဲ့အနည်းဆုံးဖြစ်အောင်သူတို့ဆူတောင်းမုံရတယ်လို့ဒီလိုညောင်ပွင့်မဲ့ဘုရားကိုဖူးခြင်းလို့လည်းကြားဘူးတယ်ဗျာအဲအဲ့လိုလည်းရှိနေတယ်တမန်အဲ့လိုလည်းရှိနေမှာအဲ့တော့ရုပ်ကစိုးဆိုတာကကျတော့ဒီလိုတို့ဟိုလူပြည်ပြည်နေပြည်ပေါ်မှာပဲထားပါတော့เนาะဒီပြည်ပေါ်မှာလူသားတွေနဲ့အတူတူနေရတယ်နေရတဲ့အခါကျတော့ဟိုလူသားတွေကနေပြီးတော့ တရားတွေပါလေဟောပြီဆိုရင်သူအစ်ပင်ပေါ်သူရဲ့ရုပ်ကစိုးကအစ်ပင်ပေါ်မှာဆိုတော့သူလည်းကြားရတာပေါ့ဗျာတင်ပါဘူးအဲ့လိုတရားဝဲတွေပါလေရှိရင်တရားနာခွင့်ရမယ်အနာပဋ္ဌာန်းပွဲတွေပါလို့ရှိရင်လည်းပဲပဋ္ဌာန်းရွတ်တန်ကိုသူတို့နားနားထောင်လို့ရမယ်နားကြားလို့ရမယ်တခြားတခြားသောကောင်းတဲ့အတန်တွေပါလေလည်းပဲသူကြားလို့ရမယ်ယဟန်တန်ကောလည်းဖူးလို့ရမယ်ဒါကကုသိုလ်ကောင်းမှုဖြစ်တယ်ပေါ့နော်တင်ပါအဲ့ဒီလိုကုသိုလ်ကောင်းမှုတွေကိုသူတို့ဆက်ပြီးတော့ပြုလို့ရမယ်ဒီအနေနဲ့ပေါ့နော်တင်ပါဒီအနေနဲ့သူတို့ ရှူတောင်းရတဲ့သဘောလို့ယူဆတယ်။ခုနအဲသက်တမ်းရှည်တဲ့အတွက်နောက်ဖျားကိုဖူးချင်တာတို့ဘာလို့ဒါမျိုးလည်းပဲရှိမှာပေါ့ရည်ရွယ်ချက်လေ။အဲအဲဒီလိုမျိုးလို့ပြောလို့ယူဆပါတယ်။တမတမ။အဲတော့ဘာပဲဖြစ်ဖြစ်တော့လေဒီယုတ်ကဇူနတ်ဆိုတာကတော့ယုတ်ကဇူနတ်ဆိုတာကတော့ तू ကဟိုလူပြင်းမှာပဲရှိတဲ့နတ်ဆိုတော့ဟိုးအထက်ကနတ်တယ်လို့နတ်စည်းစိမ်အာယုံကာမဂုဏ်တွေအလွန်အလွန်ကြီး မပေါများလောက်ဘူးလို့ထင်ရတာပေါ့နော်အဲ့လိုမပေါများသူကနတ်လည်းဖြစ်ချင်တယ်နတ်ဖြစ်ချင်တယ်ဆိုတာတော့ဟိုတက်တန်းရှည်ချင်တာပေါ့တက်တန်းရှည်ချင်တယ်ဒါပေမဲ့လို့နတ်စီးရင်ချမ်းသာတယ်နဲ့လည်းပဲအချိန်မကုန်ရင်ဘူးအဲကုသိုလ်ကောင်းမှုလေးလည်းကိုယ်မှာဖြစ်ချင်တယ်ဆိုတဲ့အခါမှာအဲဘာစုတောင်းရ